ဒီကနေ့ဆွန်လာ22ရက်နေ့စနေနေ့အတွက်မော်လဝတ္တခမန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။အနောက်တမော်တော်လျာအကောက်နေစေဖြစ်တာကြောင့်ဇွန်လ30ရက်နေ့အထိမိုးရွာသွန်းနေဦးမှာ ဖြစ်ပြီးပဲခူးတိုင်းအရှိချမ်းမှာလည်းမိုးဆလင်များနေမှာဖြစ်တယ်လို့မော်လဝတ္တပညာရှင်ဝန်နိုင်ကအသိပေးထားပါတယ်။ဒီကနေ့မနက်မှာစစ်တောင်းမြေဟာဆွေရည်အမတ်ရောက်ဖို့နှစ်ပေကျော်ကနာလိုနေပြီးဆက်လက်မြင့်တက်လာကဆွေရည်အမတ်ကိုရောက်ရှိလာမှာဖြစ်ပါတယ်။ မနေ့ကခပောင်းချောင်းရဲ့ရုတ်တရက်မြင့်တက်မှုနဲ့စတောင်းမြည်ရဲ့မြင့်တက်လာတာတွေကြောင့်မြေကင်းအနည်းနဲ့မြင်းနေပိုင်းတွေမှာနေထိုင်သူပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့နဲ့ရေတက်လာပါကချုပ်တင်ရှောင်ရှားကြဖို့မလုဝတပညာရှင်တွေကသတိပေးထားပါတယ်။ဒီကနေ့ကနေဇူလိုင်လ2ရက်နေ့အထိ AR မြေပြားဒေတာတွေနဲ့ချင်းတွင်းမြေပြားဒေတာတွေမှာလည်း မိုးသည်ထန်ပြီးမိုးရေချိန်များနိုင်တာကြောင့်မြေရင်မြင့်တက်လာတိုင်းတို့မြေရင်အခြေအနေထုတ်ပြန်ချက်တွေကိုသတိထားဆောင်ကြည့်ကြဖို့မလူဝတာပညာရှင်ဝန်နိုင်က တိုက်တွန်းထားပါတယ်။ဒီကနေ့ညနေအထိကရနီကရပြည်မန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းနဲ့မကွေးတိုင်းတို့မှာနေရာကျကျချင်းပြည်ရှမ်းပြည်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာဆိတ်ဆိတ်ချင်းပြည်နယ်နဲ့တိုင်းတွေမှာနေရာအနှံပြားမုတ်တချုံရွာနိုင်ပြီးရွာရင်ရောင်းပြည့်ဖြစ်ပါတယ်။ကချင်ပြည်၊ကရင်ပြည်၊မွန်ပြည်၊ရန်ကုန်တိုင်း ဘကုတ်တိုင်းစကိုင်းတိုင်းအထက်ပိုင်းအေရဝတီတိုင်းနဲ့တရနာတိုင်းတို့မှာနေရာကွက်ပြီးမော်ကျင်နိုင်ပါတယ်